အားလုံးဝမင်္ဂလာပါကျွန်တော်ချက်စီ4ရောနဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့ချက်စီနဲ့ပတ်သက်ပြီးတော့ဒါမနေ့ကကိုပါမားရဲ့တရားအခြေအနေကိုတိလိုက်ရတဲ့အခါမှာအတွေ့တစ်ခုဝင်လာတယ်ပေါ့နော်ဆိုတော့ဘာလဲဆိုတော့ကိုပါမားနေရာကိုဘသူအစားထိုးมาလဲပေါ့နော်ဘသူကနေပြီးတော့တောင်းယူပြီးတော့ ကျွန်တော်တို့အသင်းကို carry လုပ်မှလဲဆိုတော့မေကွန်ဖြစ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ညီကိုတို့နဲ့အတူတူဒါသုံးသက်ဆွေးနွေးသွားခြင်းနဲ့ပေါ့နော်ကိုပမားရဲ့တန်ရာအခြေအနေကပြောရရင်တော့စိတ်ပူစရာအခြေအနေဖြစ်လာပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပေါင်ဂျန်တန်ရာကအော်တိုဘာလကုံတကြောင်မှနားမဲ့အနေထားမျိုးကိုတွေးရတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ short ပြောထားတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဒါဒီနိုဝင်ဘာလဒီစပါနယ်ကံမဲ့ပွဲမှာတော့မပါဝင်ဖို့မတည်ကြတဲ့အနေထားမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအော်တိုဘာလအတွင်းမှာဆိုရင်တော့ ခြမလေးပြိုင်ပွဲအပါဝင်ပေါ့နော်၄ပွဲတိကျွန်တော်တို့ရှင်းပြိုင်ကစားမယ်ဆိုတော့အဲ့ဒီ၄ပွဲထဲမှာခြမလေးပြိုင်ပွဲမှာကျောက်ပထိုကလည်းမပါဝင်တဲ့ခါမှာတိုက်စစ်မှာဘသူဥဆောင်လဲဆိုတော့မေကုံကမေးစရာရှိလာတယ်ပေါ့နော်ဆိုတော့တိုင်းရင်းကျောက်ကိုဥဆောင်ခိုင်းမလားဒါမှမဟုတ်မက်ကီယူကိုပဲလာဒါမျိုးပေါ့နော်ဆိုတော့ဒီပြကမက်ကီယူကိုလည်းမယုံဘူးတိုင်းရင်းကျောက်ကိုပဲအထထပြီးတော့တုံးတဲ့အနေထားမျိုးပေါ့နော်ဒီကစားသမားနဲ့လည်းကျွန်တော်ခြမလေးပြိုင်ပွဲမှာအဆင်မပြေတာတော့ညီကလို့လည်းတည်ပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့ ဒီပွဲစဉ်လေးလေးပွဲမှာတော့နာကိုပါမမပါလားဆိုတော့တေချာခဲ့ပြီလို့ပြောလို့ရတယ်ဗောနော်ဆိုတော့စပါးနဲ့ပွဲစဉ်မှာတော့ပောင်ဖို့မတေချာတဲ့အနေအထားမျိုးလို့ကျွန်တော်ပြောခြင်းတယ်ဗောနော်ဆိုတော့ဟောဘာလို့လဲဆိုတော့ပောင်ဂျန်တန်ယာက အဖေဖေမမအတုံးပြူမှဒါလင်းပို့ပြီးတော့အဆင်ပြေမဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့အရန်အထိခိုက်မခံတဲ့အထရာမျိုးဖြစ်တယ်ပေါ့နော်မာရက်စကာအနေနဲ့လည်းဒီအခြေအနေကိုဟာထိင်းထင်းသင်းသင်းဂင်တွင်နိုင်ဖို့အရေးကြီးတယ်ဒါမှလည်းဒါတော်ကကြမဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်အခုဆိုရင်ဒါကိုပမမပါတဲ့ပွဲစဉ်၄ပွဲတောင်ရှိခဲ့ပြီပေါ့နော်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲပွဲစဉ်၄ပွဲမှာတပွဲပဲရှုံးပြီးတော့၃ပွဲနိုင်လို့ဒါလည်းကိုပမမပါတဲ့ impact ကတိတ်ပြီးတော့မသိတာတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ ပွဲစဉ်၃ပွဲနိုင်ခဲ့တယ်ဆိုပေမဲ့လည်းအားရတဲ့အခြေစွမ်းရှိခဲ့လားဆိုတော့မရှိခဲ့ဘူးလို့ပဲကျွန်တော်ကမှတ်ချက်ပေးခြင်းတယ်ပေါ့နော်ဆိုတော့အသင်းရဲ့ကစားပုံကအတက်ကြအယမ်းမြန်တယ်ဒါ EFN ကလင်ကွန်းစီးတီးနဲ့ပွဲစဉ်မှာဆိုရင်လည်းဒါနိုင်ရနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ရန်ကောင်းလာပါပြီဆိုတဲ့ခံစားချက်မျိုးမရနိုင်ဘူးပေါ့နော်ဒီကိုလိုလဲဒါဒီပွဲကိုကြည့်ရင်သိလိမ့်မယ်အမြင်နဲ့တိုင်းပဲပေါ့နော်ဆိုတော့ Brighton ကိုရှာရှုံးတဲ့ပွဲစဉ်မှာဆိုရင်တော့ပထမပိုင်းခြေစွမ်းကအယမ်းကောင်းတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဟောဒီရာဒီမှာ အကောင်းဆုံးအနေထားကိုပြောပါဆိုရင်ဒါဗရိုက်တန်နဲ့ပရမာပိုင်းကိုလည်းကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုပွဲကို dominate လုပ်တယ်အခွင့်အရေးတွေဖန်တီးတယ်တကူလည်းတွင်းတယ်ပေါ့နော်ကျွန်တော်တို့တယောက်ရောအနေထားမျိုးဖြစ်သွားလို့ဒါလင်ပွဲကအချိန်ပြောင်းဖြစ်ပြီးရောရှုံးခဲ့တဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုကြားထဲမှာကျွန်တော်ချန်ပီယံလိအဖြစ်ရှင်ပြိုင်ကစားတဲ့ဗမီကာနယ်ပွဲစဉ်မှာဆိုရင်ပထမပိုင်းကောင်းခဲ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒုတိယပိုင်းမှာဆိုရင်တော့ ျွန်တော်အသင်းရဲ့ကစားပုံပေါ့နော်အသင်းလိုက်ကစားပုံကြီးကပြန်ရင်းသွားပြီးတော့ဒါ individual ရတာလည်းကစားနေရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ကစားပုံကမော်ရီဟိုရဲ့နိဗျောကအချိန်ပြောင်းမှာပြန်ရင်းသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုဒီပေါင်းနဲ့ပွဲစဉ်ရောက်တော့လေဒါကောင်းခဲ့တဲ့အနေအထားမျိုးဖြစ်သွားပြန်ရောဆိုတော့ဒါကတော့နိဗျောရဲ့နိဗျောအချိန်ပြောင်းကြောင့်လေဘဝူရဲ့ ပွဲစဉ်ကိုနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ပြောချင်တာကဒါတွေကိုပြန်ကြည့်ရင်အသင်းရဲ့ကစားပုံကမငြိမ်းချမ်းကိုခံစားမိတယ်ပေါ့နော်ဆိုတော့တိုက်စစ်မှာရုန်းကန်နေရတဲ့ဂျာဟုတ်ပထိုးလည်းကျွန်တော်တို့မြင်ရပြန်တယ်ဆိုတော့ဂျာဟုတ်ပထိုးဘုံမသွင်းတာဆိုရင်ဒါလက်ရှိအချိန်မှာသူပါဝင်တဲ့ပွဲစဉ်၄ပွဲရှိရပေါ့နော်အဲ့ဒီ၄ပွဲမှာကိုပါဝင်ပသက်မှုတောင်မှမရှိတဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတော့ကိုသွင်းဖို့ဆိုတာမပြောနဲ့ကိုကွန်ထရီဘျူရှင်းတောင်မှသူ့မှာမရှိဘူးပေါ့နော်ဆိုတော့ဖီမီကန်ရဲ့ပွဲစဉ်မှာခဏဝင်ကန်တယ်ဆိုတော့အနီးက ရတယ်ပေါ့နော်ဆိုတော့ agent နဲ့ champion league ပွဲစဉ်မှာသူပါဝင်နိုင်မှာမဟုတ်ဘူးဆိုတော့ဒါထားလိုက်ပါတော့ဒါတပိုင်းပေါ့နော်ဆိုတော့ပြောရင်တော့တိုက်စစ်ဆုံးမှာရုံးကန်နေရတဲ့ဒါဂျာဥပထူဟာကိုပမမပါလို့ဆိုတာမြင်သားတယ်ဗျာဆိုတော့ဟိုကွင်းလယ်မှာဖဏိနိုင်တဲ့ဖဏိပေးမဲ့ creative player မရှိနေဘူးဒါမျိုးပျောက်နေရပေါ့နော်ဆိုတော့အန်ဇိုကလည်းဒီပြားရဲ့စေခိုင်းမှုကြောင့်အဒီဖန်ရှင်ကိုအလုံးမလုံးနေဘူးပေါ့နော်ဆိုတော့ကန်စီရိုကိုမျောလင်းလို့ရမလားဆိုတော့ကန်စီရိုကလည်းဒီ DM စစ်စစ်ပေါ့နော် defensive midfield စစ်စစ်ဖြစ်တာအကြောင်းမို့ ဒီလိုမျိုးဟိုကိုဖန်တီးပေးတာတွေကရံဖတ်ရံခါပဲရမယ်ဗျအမြဲတမ်းရနိုင်မှာမဟုတ်ဘူးဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအချိန်မှာတောင်ပန်ကစားသမားတွေနဲ့လဲဒါဂျာဟုတ်ပထိုကချိန်ဆမမိနေတာကိုလည်းခံစားမိတယ်ဆိုတော့တောင်ပန်ကစားသမားတွေနဲ့ relationship သူ့အနေနဲ့ကောင်းဖို့လိုအပ်နေသေးတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကိုပမမသာရှိမယ်ဆိုရင်တောင်ပန်ကစားသမားတွေနဲ့လဲပို့ပြီးတော့အချိန်ဆမမိနိုင်မဲ့အနေအထားမျိုးဖြစ်နိုင်တယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်ဆိုတော့လက်ရှိအချိန်မှာဆိုရင်ဒါဘယ်လိုပြောမလဲနောက်တန်းကတက်လာတဲ့ဒီ မာလိုကစတိုတို့ကူရလာတို့ကပဲဒီတောင်မန်နေကိုဘောလုံးပေးတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ကွင်းလင်မှာဆိုရင်မနက်ပြောရင်လစ်ဟာနေတဲ့ကွက်လက်ကြီးရှိနေတယ်ပေါ့နော်ဒီနေရာကိုကျွန်တော်တို့ဘွန်နာနော့တီတို့ကလည်းတောင်ယူပြီးတော့ထမ်းဆောင်နိုင်မှာမဟုတ်ဘူးပေါ့နော်ဒီသမားကောင်းတိတဲ့အော်ဒီတောင်ကိုယူဖို့တော့ဒါလိုအပ်ချက်တွေရှိနေတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုချိန်မှာကျွန်တော်တို့အတင်းရတာလူငယ်ကစားသမားလေး S တေပေါ့နော် ဒီပအောင်နဲ့ပွဲမှာလူစားဝင်လာတဲ့15မိနစ်တွင်မှာအကောင်းဆုံးခြေစွမ်းတစ်ခုကိုပြပြီးတော့ဒါအနိုင်ကိုပါသွင်းခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အသင်းအတွက်မျှော်လင့်ခြင်းစရာလေးဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာဆိုရင်တောင်ကိုရီးယားနဲ့ပွဲစဉ်မှာဘရာဇီးအတွက်သူပါဝင်ကစားတယ်ပေါ့နော်နှစ်ကိုးတောင်မှသွင်းယူခဲ့တယ်အဲသွင်းသွားတဲ့ကိုရီးယားလည်းအဆင့်မြင့်တယ်လို့ပြောလို့ရတယ်ပေါ့နော်ပထမကိုးမှာဆိုရင်လည်းဒါ ဘယ်လိုပြောမလဲတောင်မန်းနေဖြတ်ချိုးလာတယ်ပေါ့နော်ခွင်းလေကကုမာရီလမ်းသူပေးလိုက်တဲ့ကိုညာနဲ့ပဲပိတ်သွင်းသွားတယ်ပေါ့နော်သုံးသက်ဆွမ်းကြီးကတော်တော်မြင့်လာကိုတွေ့ရတယ်ဆိုတော့ဒုတိယကိုကလည်းသုံးသက်ဆွမ်းကြီးမြင့်လာကိုတွေ့ရတယ်ဒါသူ့ရဲ့အာ pressing ကနေပြောရပြီးတော့သူကိုယ်တိုင်ပဲအဆုံးသက်သွားတယ်ပေါ့နော်ဆိုတော့ဒီခြေစွမ်းနဲ့ကြောင့်မို့ဒါပါမမရှိတဲ့အချိန်မှာ Chelsea ပြည်သက်တွေကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ Chelsea ပြည်သက်တွေအတွက်ကတော့ပြောရရင်စစ်သက်သက်ရရတယ်လို့ဆိုနိုင်တယ်ပေါ့နော်ဆိုတော့ SC ဘောင်ကတောင်မန်ကစားသမားအာတယောက် ဟိုတော့ဖြစ်တယ်ပေါ့နော်ဒါကွင်းလက်ကလမ်းမတရားဘူးမဟုတ်တာကြောင့်မို့ဒါကုပမားနေရာကိုအစားထိုးပေးနိုင်မလားဆိုတာကတော့တန်တရားရှိတယ်ပေါ့နော်ကျွန်တော်ပြောချင်တာကတော့ဟိုဒီကလမ်းမရဲ့ခြေစွမ်းကိုတော့မဟုတ်ပေါ့နော်ဒီကလမ်းမခြေစွမ်းကောင်းတာမှန်တယ်ဒါပေမဲ့ကုပမားရဲ့နေရာကိုတိုက်ရိုက်အစားထိုးဖို့ကြတော့အံဝင်ဖို့အခက်အခဲဖြစ်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒါနီးပြားရဲ့လိုလိုပြောင်းနေတဲ့ system တွေကြမှာဒီအမလွေးအနေနဲ့လိုက်နိုင်မှုကတော့ဘယ်လိုပြောမလဲ experience အရာနည်းနည်းလိုသေးတဲ့အနေအထားမျိုးတော့တွေ့ရတယ်ဆိုတော့ နေပြမာရစကာကဒီ SC ဘောင်နဲ့ပတ်သက်ပြီးတော့ဗာပြောထားတာရှိလဲဆိုဒီ Manchester City U23 မှာသူကင်ခဲစင်တုန်းကကိုပါမားရဲ့အခြေအနေနဲ့ဒီ SC ဘောင်ရဲ့အခြေအနေကတူညီတယ်ဆိုတာကိုဒါထုတ်ဖို့ပြောကြားထားတာတော့ရှိတယ်ပေါ့နော်ဆိုတော့မာရစကာကဒီကိုပါမားမရှိတဲ့အချိန်မှာ SC ဘောင်ကို ဟိုအကူကျင်လို့လားဆိုတာကိုတော့မပြောတတ်ဘူးပေါ့နော်ဒါကူတော့နိဗျာမာရစကာမှာရှင်းရှင်းလင်းသိလိမ့်မယ်ဆိုတော့ဒီနိဗျာကလည်းပြောရရင်တော့ဒါမညံ့တဲ့နိဗျာလို့ပြောလို့ရတယ်ဗျာဒီနိဗျာအခင်ချင်းမှာဆိုရင်တော့သူကလည်း prepare လုပ်တဲ့နေရာမှာတတော်ကောင်းတဲ့နိဗျာဖြစ်တယ်ဒါကြောင့်မို့ဒီ SD ဘောင်ကိုဘလို့အသက်သွင်းလာမလဲဆိုတာကတော့ကျွန်တော်တော်တော်လေးကိုစိတ်လုံရှားမိရယ်တော်တော်လေးကိုလည်းစိတ်ဝင်စားမိရယ်ပေါ့နော်ဆိုတော့ ဟိုဒီညကိုအစီပေါင်းတို့တပေါ်နန်းတီတို့ဒါရက်အစာမထိုးနိုင်ဘူးဆိုရင်တောင်မှဒါနေပြားရဲ့အသက်သွင်းမှုနဲ့အတူတူဒီကိုပါမရဲ့မပါတဲ့ကွက်လက်ကိုပေါ့နော်ဖြစ်တင်းနိုင်မှု ရှိမယ်လို့ပဲကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒါမဲ့ပွဲစဉ်၄ပွဲကတော့ပြောရရင်အရင်ကြီးခက်ခဲတဲ့ပွဲစဉ်တွေမဟုတ်တာကြောင့်ကျွန်တော်တို့စိတ်သက်သာရတဲ့အနေအထားမျိုးတော့တွေးရတယ်ပေါ့နော်ဆိုတော့ပထမဆုံးပွဲစဉ်မှာဆိုရင်ဒါရုံးကန်နေရတဲ့ဒါနီးပြတ်တဲ့ရုံးကန်နေရတဲ့ Notting Forest နဲ့ အရှိမန်ကစားမယ်ဆိုတော့ဒီပွဲမှာစင်မှာဆိုလဲကျွန်တော်တို့နိုင်နိုင်ချီရှိတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒုတိယပွဲစင်မှာဆိုရင်အာချန်ပီယံလိမ့်မှာညီနှုံးကတောက်ပါခဲ့တဲ့အေဂျက်လိုအသင်းမျိုးပေါ့နော်လက်ရှိချိန်မှာတော့အေဂျက်ကအစိတ်မရှိတဲ့အသင်းတင်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီပွဲစဉ်ကိုလည်းနိုင်နိုင်ချီရှိတယ်ပေါ့နော်ပြီးတော့နောက်တစ်သင်းကသာဆန်ဒါလန်ပေါ့နော်ဆန်ဒါလန်ကိုတော့ကျွန်တော်တို့တတိပြုရမယ်ဒီအသင်းကဒီရာဒီမှာဆိုရင် တော်တော်လေးကိုဘယ်လိုပြောမလဲကျွေးအားဖြစ်ထားတဲ့အသင်းဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိချိန်မှာဆိုရင်လည်းဒါတီဘဲရန်ကီရနည်းနည်းလေးမြင့်တဲ့အနေအထားမျိုးရှိတယ်ဆိုတော့ ဟိုအမြင်ဘောတွေအားတာတယ်ကျွန်တော်တို့အသင်းကလည်းအမြင်ဘောတွေအားနေတာနေတော့ဒါဒါတော့ဟိုနည်းနည်းလေးတန်ရရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့တန်တက်လို့အသင်းမျိုးကိုတော့ကျွန်တော်တို့အသင်းကအနိုင်ယူနိုင်လက်ရှိတယ်ဆိုတာကိုတော့တော်တော်တန်ရမရှိဘူးပေါ့နော်ဆိုတော့နောက်တစ်သင်းကတော့ဦးနဲ့ပွဲပေါ့နော်ဦးနဲ့ပွဲစင်မှာဆိုရင်တော့ဒီပွဲကလည်းခက်ခဲမယ်လို့မထင်ဘူးပေါ့နော်တရားစီဦးကတန်းစင်းမှုရေစမ်းရေပန်းစားတော့အသင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီလေးပွဲကိုတော့ဟိုကုပမမပါလာနဲ့မနိုင်ဘူးလားဆိုတော့နိုင်တော့နိုင်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ ကျွန်တော်ကစိုးရိမ်တာကကိုပါမရဲ့တန်ရအချင်းကြီးရေရှည်ဖြစ်သွားမှာပဲကျွန်တော်စိုးရိမ်တာပေါ့နော်ကျွန်တော်ချမ်းမြေလေးပြန်ပွဲမှာဆိုရင်တော့ဒီလိုကသမားမျိုးတွေတိုက်စပိတ်မှာနေရာကောင်းကောင်းယူတတ်တဲ့ဒါကိုပါမလိုကသမားမျိုးတွေကအရန်လိုအပ်တယ်အာကျွန်တော်ကွင်းလယ်မှာဆိုရင် created player ပျောက်နေတာကဒီကိုပါမမပါချင်းကြောက်ဆိုရလဲမြင်တာတယ်ပေါ့နော်ဆိုဘလိုပဲဖြစ်ဖြစ်ဒီကိုပါမနေရာကိုအစားထိုးဖို့တော့လက်ရှိအချိန်မှာဆိုရင် ST ဘောင်တယောက်ပဲမြင်တယ်ပေါ့နော် ST ဘောင်အစားထိုးနိုင်မလားဆိုတော့ကတော့စောင့်ကြည့်မှာဖြစ်ပါတယ်ဆိုတော့ မျိုးတို့ဘယ်လိုမြင်လဲပေါ့နော်ဒီကိုပမန်းမပါတဲ့အချိန်မှာကျွန်တော်တို့အစ်နေနဲ့သူ့နေရာကိုတောင်းယူဖို့ဘသူ့ကိုတောင်းပေးမလဲပေါ့နော်နေပြမှာလဲစကနေနဲ့ဒီပေါက်ကိုဘယ်လိုဖာမလဲဆိုတာလေဒါမျိုးတို့အမြင်လေးတွေမှတ်ချက်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်မျိုးတို့နောက်ပြန်မှပြန်တွေ့ပါမယ်